ီကနေ့တင်ဆက်ပေးမယ့်ပြည်တွင်းသတင်းတစ်ပုဒ်ကတော့ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပခဲ့တဲ့ရခိုင်ရိုးရာတကြံပွဲကလှူဒန်းထားတဲ့အမျက်ငွေ3300ကျော်ကိုရခိုင်ကစစ်ဘေးရှောင်3000ကျော်အတွက်စံအိတ်900ကျော်ထောက်ပံ့ခဲ့တဲ့သတင်းဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပခဲ့တဲ့ရခိုင်ရိုးရာတကြံပွဲကလှူဒန်းထားတဲ့အမျက်ငွေကျပ်3300ကျော်ကိုရခိုင်ကစစ်ဘေးရှောင်3000ကျော်အတွက် စံအိတ်900ကျော်ထောက်ပံ့ခဲ့တယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံ HDCO ကထုတ်ပြန်ထားပါတယ်အာရခပြည်သူတော်လှန်ရေးအစိုးရလက်အောက်မှာရှိတဲ့ HDCO ကနိုဝင်ဘာ17ရက်ညနေ9နာရီလောက်မှာထုတ်ပြန်တာဖြစ်ပါတယ်။အဲ့ဒီလူဒန်းငွေကျပ်သိန်း300ကျော်ကို AA ထိန်းချုပ်မြို့နယ်တွေကပလောဝတောင်ကုန်းနဲ့အမ်းမြို့နယ်တွေအတွင်းကျေးရွာ28ရွာ၊ရက်ကွက်3ရက်ကွက် အိမ်အောင်စု800စုလူဦးရေ3016ဦးအတွက်စံအိတ်958ကိုအောက်တိုဘာ20ရက်ကနေ30ရက်အတွင်းထောက်ပံ့ခဲ့တာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စုစုပေါင်းကုန်ကြစရိတ်324သိန်း24600ကျပ်ထောက်ပံ့ခဲ့ပြီးဆက်လက်ဆောင်ရွက်နေတယ်လို့လည်းဖော်ပြထားပါတယ်ရှင်။